ဒီလိုအကြောင်းအရာတွေကြောင့်တာသနာပေါင်တွေကိုဝင်ရောက်သွားတဲ့ဆုံးမြတ်နေနာရုတ်တရက်ချက်ချင်းဆိုသလိုတာသနာပေါင်တွေကိုဝင်ရောက်သွားတာကတိဥ္စောင်မင်းမီဆုံးမြတ်နေနာပါဒါကြောင့်လေပရိသတ်တွေကအားတင်းငယ်ရကြပါတယ်အားလုံးသိကြတဲ့အတိုင်းဆုံးမြတ်နေနာဟာတစ်ခေတစ်ခါမှာအရန်ကိုနာမည်ကြီးခဲ့သလိုအရန်လေးချောမောလှပခဲ့သူပါတချို့ကလည်းသူမကတာသနာပေါင်တွေကိုမေတ္တာရှင်တယောက်အနေနဲ့အပီးတိုင်ဝင်ရောက်ပြီးလူလောကကြီးကိုစွန့်ခွာသွားတာလို့ပြောနေကြတာပါတိဥ္စောင်မင်းမီဆုံးမြတ်နေနာကလူပညာလောကရဲ့အရန်ကိုနာမည်ကြီးခဲ့သူဖြစ်ပါတယ် ။လက်ရှိမှာတော့အမေရိကန်နိုင်ငံမှာနေထိုင်နေပြီးသူမနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်းအမျိုးစုံအောင်ကြားနေရတာဖြစ်ပါတယ်။ခုလိုသာသနာပေါင်းတွေကိုရုတ်တရက်ဝင်ရောက်သွားတဲ့အခါမှာတော့ဘလို့အကြောင်းအရာတွေကြောင့်လဲဆိုပြီးတော့လူပြောများစရာဖြစ်နေတာပါ။တကယ်တော့တရုတ်ဆောင်မင်းသမီးဆုမျက်နနာကအခုလိုအကြောင်းရင်းတစ်ခုကြောင့်သာသာသနာပေါင်းကိုဝင်ရောက်သွားတာဖြစ်ပါတယ်။မင်းမင်းကြီးဆုမျက်နနာကတရုတ်ဆောင်မင်းသားစိုးသူနဲ့လက်ထပ်ခဲ့ပြီးအမေရိကန်နိုင်ငံမှာနေထိုင်နေခဲ့ရပါ။အမေရိကန်နိုင်ငံမှာနေရာမျိုးတွေကအရင်ကကြီးကြပ်ခန်းထားပြီးတော့တိုက်ရင်ကြီးတွေကိုလည်းဝယ်ယူထားနိုင်နေတာဖြစ်ပြီး ပျော်ရွှင်စာရဆရာကောင်းတဲ့မိသားစုဘဝလေးကိုရရှိထားနေတာပါ။သူမရဲ့သားလေးကိုလည်းចောင်းကောင်းကောင်းမှထားပေးပြီးတော့ဘဝအောင်အဆင်ပြေပျော်ရွှင်စွာဖြတ်သန်းနေတာလို့သိရပါတယ်။တခါတော့ကသူမကအင်းအောင်ရေးစီဝိုင်းအဆင်မပြေခဲ့သလိုအချိန်ပိုင်းလုံးဝင်လုံပြီးတော့ပတ်စံနေရှာနေရတယ်ဆိုတဲ့သတင်းနဲ့ပြန့်နှံ့နေခဲ့တာပါ။ဒီခေတ်မှာတော့သူမကပိုင်ဆိုင်ခဲ့တဲ့အင်ဂျီကိုထုတ်ကျွမ်းလာခဲ့ပြီးအနေထားကိုလည်းချပြခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ဘလို့အကြောင်းတွေကြောင့်ပြန်လာလဲဆိုတာမသိခဲ့ရပါဘူး။အရင်ကတော့ရီးစားဟောင်းတွေပေါများတယ်မြန်မာနိုင်ငံမာမနေချင်းလို့ မေရိကန်ကိုထွက်ခွာသွားခဲ့တာပါအခုတော့မြန်မာကိုပြန်လာပြီးတော့ရုတ်တရက်ဆန်သွားနေပြီတာသနာဘောင်တွေကိုဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာတာသနာဘောင်တွေကိုဝင်ရောက်လို့သွားခဲ့တာပါဒီတစ်ခါမှာတော့ဘေးနားကနေခင်မုန်းဖြစ်သူတင်းဥဆောင်မင်းသားစိုးသူကလည်းဆန်ချနေချိန်မှာကုသိုလ်ပါရမီယူပြီးတော့ကိုကြီးဆောင်ရွက်ပေးခဲ့အောင်လည်းတွေ့ရပါတယ်ဒါကြောင့်ခင်မုန်းဖြစ်သူနဲ့အဆင်ပြေလို့တာသနာဘောင်တွေကိုအပီးတိုင်ဝင်ရောက်သွားခဲ့တာကလုံးဝမဟုတ်ပါဘူးသူမအနေနဲ့ဘွားတစ်ဆောင်လုံးခက်ခဲမျိုးစုံဝေဖန်မှုမျိုးစုံကိုရင်ဆိုင်ခဲ့ရတဲ့အတွက် အေးချမ်းရအေးချမ်းကြောင့်သာသနာပေါင်တွေကိုဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။အကြံငယ်မှာလဲမဟာတကြံချိန်ကာလကိုရောက်ရှိတော့မှာဖြစ်ပါတယ်။ဒါကြောင့်တကြံထဲမှာအေးချမ်းချမ်းဖရာတရားကိုပွားများအားထုတ်ပြီးတော့သာသနာပေါင်တွေမှာနေထိုင်ဖို့အတွက်အခုလိုမျိုးမက်ဒီလာရှင်ဝတ်သွားခဲ့တာပဲဖြစ်ပါတယ်။တချို့တွေကလဲသူမကိုအိမ်တော်ကြီးအဆင်မပြေလို့များစီးပွားရေးအဆင်မပြေလို့များဘာလို့လဲဆိုပြီးတော့ထင်းချင်းမျိုးမျိုးပေးနေခဲ့ကြတာပါ။လူတွေကဟာတခုခုဆိုရင်တိတိကျကျမသိပဲသူများရဲ့အဖြစ်ကိုရှာပြီးတော့ဝေဖန်ဖို့စိတ်ကူးရှိနေကြတာပါ ဒါကြောင့်ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးသာသနာ့ဘောင်လေးကိုဝင်ရောက်သွားခဲ့တဲ့မင်းကြီးစုံမျက်နှာကိုတော့မှမဟုတ်မမှန်ထိသိမ်းပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။တကယ်တော့စုံမျက်နှာဟာဗုဒ္ဓဘာသာဝင်တရားပြီးတရားဓမ္မတွေအားထုတ်ခြင်းတွေဖြစ်တဲ့အတွက်ဒဇန်လေးဘောင်ကုသိုလ်ယူမယ်တရားရှင်ဝင်ခေတာသာဖြစ်ပါတယ်။မင်းကြီးစုံမျက်နှာကအခုဆိုရင်အသက်အရွယ်တစ်ခုကိုရောက်ရှိနိုင်ဖြစ်တဲ့အတွက်အရင်လိုပျော်ပါးရီကိုလည်းမလုပ်တော့ဘဲနဲ့ဘဝတန်တရားမှာကျိုးရှိစေမယ်။ဖျားတရားလုပ်တွေကိုကြိုးစားအားထုတ်နေကြတာဖြစ်ပါတယ်။ဒီမိုင်းအမဖြစ်သူစုံမျက်သူစားကတော့ အခုလိုမျိုးမယ်ဒီလာရှင်မွေးနိုင်တယ်ပဲမယ်ဆိုမျက်နှာနာကတော့တယောက်တည်းပဲသာသနာ့ဘောင်တွေကိုဝင်ရောက်သွားခဲ့တာပါအခုလိုမျိုးဖခင်တရားကိုစူးစမ်းအထောက်ပြီးဘဝအတွက်အကျိုးရှိစေမယ့်သာသနာ့ဘောင်တွေကိုဝင်ရောက်သွားခဲ့တဲ့ဆိုမျက်နှာနာရဲ့ဆုံးဖြတ်ချက်လေးပေါ်မှာထင်မြင်ချက်လေးရှင်လေးပြောသွားကြပါအောင်ရှင်